ဒီဗီဒီယိုလေးနဲ့ဒါကျွန်တော်ဖြည့်ပေးလိုက်တယ်เนาะကျွန်တော်တို့ရိုးရိုး Facebook ကောက်ကနေပြီးတော့ပေးပုံစံပြောင်းထားတယ် profile ကောက်ကနေပြီးတော့ပေးပုံစံပြောင်းထားတယ်ပေါ့ဗျာကျွန်တော်တို့အကောက်တွေကငွေရှာလို့ရလားမရလားပေါ့เนาะဘယ်နေရာကကြည့်ရလဲဘယ်လိုမျိုးကြည့်ရမလဲပေါ့เนาะအဲ့ဒါလေးကို share လုပ်ပေးပါလို့တောင်းဆိုတဲ့အတွက်အကျွန်တော် share လုပ်ပေးတယ်ပေါ့เนาะကျွန်တော်တို့ Facebook ကောက်ထဲဝင်လိုက်မယ်ဒါကတော့ကျွန်တော်ရဲ့ Facebook ကောက်ပေါ့เนาะအကောက်ထဲဝင်လိုက်မယ်အကျွန်တော်ရဲ့ကောက်ကလည်းဒီမှာကြည့်လိုက်ကျွန်တော်ပေးပုံစံပြောင်းထားတယ်ပေါ့ဗျာအဲဒီကောက်ဒီပတ်စံရှာလို့ရလားမရလားပေါ့เนาะ Facebook ကောက်ထဲကိုဝင် ဝင်းမိဒီမှာမြင်းချောင်းလေး၃ချောင်းရှိတယ်ဗျာအဲ့ဒီနေရာလေးကိုတစ်ချက်နှိမ့်လိုက်အဲ့နှိမ့်လိုက်ပြီးဒီမှာပင်နေရာပုံလေးရှိတယ်ဆက်တင်ပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိမ့်လိုက်နှိမ့်လိုက်ပြီးရင်ဒီမှာဒီမှာပေါ့နော်အကောက်စင်တာထဲကိုပုံမကြည့်အောင်အပြာချောင်းပေါ့နော်အဲ့ဒီနေရာကိုနှိမ့်လိုက်နှိမ့်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်နည်းနည်းလေးဆွဲလိုက်ဒီမှာစကဝတ်နဲ့ဘေကင်းလုံချုံရေးပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိမ့်လိုက်နေလိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကနည်းနည်းလေးဆွဲတင်လိုက်ဆွဲတင်လိုက်ရင်ဒီမှာ အတင်လောင်းရင်ဝင်ခဲ့တဲ့နေရာပေါ့နော်အဲ့ဒီနေရာလေးကိုတစ်ချက်နှိမ့်လိုက်နှိမ့်လိုက်ရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာမယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီနေရာလေးကိုတစ်ချက်ထပ်နှိမ့်လိုက်ထပ်နှိမ့်လိုက်ရင်ဒါကအတူကအတိရလာပြတယ်โอเคဒီမှာဒါဆိုရင်ကျွန်တော်နေတဲ့လိပ်စာကိုသူကလာပြပေးတယ်ဒီမှာကျွန်တော်ကဒီနေရာကျတော့သူအင်္ဂလိပ်လိုရေးထားပါဗောနော်မအန်ဖေလန်ဆွမ်ထိုင်းလန်လို့ရေးထားတယ်ဗောနော်အဲကျွန်တော်ကထိုင်းမှာနေတာဖြစ်တဲ့အတွက်ကျွန်တော်နေတဲ့မြို့ကတူကတခါလေးပြပေးထားတာဗောနော် โอเคอ่ะဒါဆိုရင်ဒီအကောက်ဒီဒါဆိုရင်ဒီနေရာမှာပြသွားပြီကိုကအာကျွန်တော်ကကျွန်တော်ဒီအကောက်ဒီနေရာမှာထိုင်းပြပြီဒါဆိုရင်ဒီအကောက်ကပတ်စံရှာရပြီလားဗောနော်ဒီနေရာမှာကထိုင်းပြသွားလို့ပတ်စံရှာမရသေးဘူးနောက်တစ်ဆင့်ကြည့်ရအောင်မယ်ကျွန်တော်ပြပြပြန်နောက်တစ်ဆင့်ကဘယ်နေရာကြည့်ရမလဲဒီနေရာကထိုင်းပြတိုင်းကိုယ့်ရဲ့ profile အကောက်ကြီးကပတ်စံရှာရပြီလို့ no မဟုတ်သေးဘူးเนาะအဲနောက်တစ်ချက်တက်ကြည့်တဲ့နေရာကိုကျွန်တော်ပြပေးမယ် ဒီကောက်ကလည်းကျွန်တော်ပတ်စံရှာမရလို့ကျွန်တော်ထားထားတာထိုင်းလမ်းပြနေတယ်ဒါပေမဲ့ပတ်စံရှာလို့ဘာဖြစ်လို့ကျွန်တော်ကထိုင်းမှနေတယ်ကျွန်တော်ရဲ့ Facebook ကောက်ကလည်းကျွန်တော်ထိုင်းမှနေတာဖြစ်တယ်တော့ဒီဖုန်းကလည်းဒါထိုင်းမှထိုင်းဖုန်းပေါ့ဗျာထိုင်းမှနေဆိုတော့သူကထိုင်းဖုန်းပေါ့အဲဒါဆိုရင်ဒီဖုန်းထဲမှာကျွန်တော်ဒီကောက်ထည့်ထားတာဖြစ်တယ်တော့ဒီနေရာကလာပြတာဒီကောက်ကထိုင်းကျွန်တော်ရဲ့မိတ်ဆွေတွေထင်သာမြင်သာဖြစ်အောင်ပြောပြတာဒါကထိုင်းမှနေတယ်တော့ဒီပဲအကောက်ဝင်လာတာသူကထိုင်းဖြစ်ပြီပေါ့အဲဒီနေရာမှာထိုင်းဖြစ်တိုင်းဒီ Facebook ကောက်ကပတ်စံရှာလို့မရသေးဘူးဒါဆိုရင်နောက်တစ်ချက်ကဘယ်နေရာကကြည့်ရလဲကျွန်တော်ချက်ပြပေးမယ် တကယ်လို့ဒီနေရာကမြန်မာပြနေတယ်ဆိုရင်တော့လုံးဝမရဘူးတေချာသွားပြီပေါ့ဗျာအဲဒီနေရာမှာရထားတယ်ဆိုရင်ဒါမျှော်လင့်ချက်တစ်ခုရှိတယ်ငါတို့ကထိုင်းဖုံဖြစ်နေတယ်အဲထိုင်းလိုဝရှင်ပြနေတယ်ပေါ့နော်ဒါကလိုဝရှင်မဟုတ်ဘူးကိုရောက်နေတဲ့နေရာကိုကိုသုံးပြတဲ့နေရာကိုပြပေးတာကိုရဲ့အကောက်အစစ်ကိုဘယ်နေရာကကြာနေလဲဆိုတော့ကြည့်တဲ့နေကိုကျွန်တော်နောက်တစ်ချက်ပြပေးမယ်နောက်ပြန်ဆိုးလိုက်မယ်ဗျာအဲအကုန်လုံးပဲဆိုးလိုက်မယ်ဗျာထင်သာမြင်သာဖြစ်သွားအောင်ပေါ့နော်အဲဒီနေရာကထိုင်းပြနေလို့လဲမိတ်ဆွေရဲ့ Facebook ကပတ်စံရှာလို့မရသေးဘူးနော်နောက်တဲ့နေရာကိုဝင်ကြည့်လိုက်ဒါโอเคဒါဆိုရင်ကိုရဲ့ Facebook account ကိုရောက်ပြန်ဝင်မယ် အမင်းကြောင့်သုံးချောင်းကိုတစ်ချက်ပြန်နှိပ်မယ်အခုနကလိုပဲစက်တင်ကိုတစ်ချက်ပြန်သွားမယ်ဒီနေ့ကအပြာချောင်းလေးပေါ့နော်အကောက်စင်တာထဲပုံကိုကြည့်ရင်ဒီနေရာလေးကိုတစ်ချက်ပြန်နှိပ်မယ်โอเคဒီနေရာရောက်လာပြီဆိုရင်နည်းနည်းလေးဆွဲလိုက်ဒီမှာကိုရီးအချက်လက်အသေးစိတ်ပေါ့နော်အဲအဲ့ဒီနေရာလေးကိုတစ်ချက်နှိပ်မယ်နှိပ်လိုက်ရင်ဒီနေရာမှာโอเคဒါဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကဒီနေရာမှာမိသူမိဘဖြစ်ကြောင်းအတိပြုချင်းပေါ့နော်အဲအဲ့ဒီနေရာကိုဖိစိုးပုံလေးနဲ့တော့တစ်ချက်နှိပ်လိုက် ခဏလေးဆိုโอเคอ่ะဒီနေရာကအတီးပြုတ်ထားပြီးသွားပြီဒါမှကျွန်တော်တို့ရဲ့ Facebook ကောက်ကိုဒီ Facebook ကောက်ကဘယ်နေရာကအတီးပြုတ်ထားဆိုတော့ဒီမှလာပြပေးတယ်ဒီနေရာကအရေးကြီးဆုံးကျွန်တော်တင်ပြနေမှာကျွန်တော်ကိုအတီးပြုတ်ဘူးဆိုတော့ကမြင်မှာစစ်စဲဆဲကထိုင်းဒါဆိုရင်ဒီအကောက်ဒီလုံးဝလုံးဝ Facebook ကိုပေါ်ကပတ်စံရှာလို့မရဘူးကျွန်တော်ကိုအတီးပြုတ်ထားတာကမြင်မှာဖြစ်တဲ့အတွက်မြင်မှာဘက်ကိုသူ့ဘက်ကပတ်စံရှာခွင့်ပိတ်ထားတာဆိုတာကတော့လူတိုင်းသိပါတယ်ဒါကြောင့်ဒီနေရာကိုကြည့်ဒီနေရာမှာဘာ အဲအခုလိုမျိုးအတီးပြူဝီဇာတစ်ခုပြနေတယ်ဆိုရင်ဒီအကောက်ကလုံးဝလုံးဝတုံးလို့မရဘူးပတ်စံရှာမရဘူးကျွန်တော်ပြောတာပေါ့နော်โอเคဒါဆိုရင်နောက်တစ်ချက်ကျွန်တော်ဒီနေရာမှာပြောပြပေးမယ်ထင်တာမေးတော့တေးချာတစ်ချက်နှတ်တော့ဒီနေရာမှာအကိုရေအဲကျွန်တော်ပြပေးမယ်နော်ဥမာမိသူမျိုးကအတီးပြူတဲ့နေရာကိုနှိမ့်လိုက်တယ်နှိမ့်လိုက်လို့ဒီနေရာမှာဘာမှမပြဘူးဒီနေရာမှာ အဲကျွန်တော်တို့ကွန်ဖန်းရယ်ကျွန်တော်ကမြန်မာလူဆိုတော့ကျွန်တော်လည်းတိတ်ပြီးသဘောပေါက်တော့ဒီနေရာမှာဗျာအဲဒီအကြောင်းနေမပြဘူးဗောဗျာအဲဒီအကြောင်းနေမပြဘဲနဲ့ပေါ့နော် ID ကွန်ဖန်း your identity လားကွန်ဖန် ID လားဒီနေရာမှာတကြောင်းပေါ်နေမယ်ဒါဆိုရင်ဒီအကောက်ကဒါကျွန်တော်တို့ကိုနေတဲ့နိုင်ငံက ID card ကိုအသုံးပြုပြီးတော့ဒီနေရာမှာအတီးပြုပေးလိုက်ကိုရဲ့အကောက်ကိုဒါဆိုရင်ပတ်စံရှာလို့ရတယ်ဥပမာဒီလိုမျိုးမြန်မာပြနေဆိုရင်ဒီကောက်ကပတ်စံရှာလို့မရတော့ဘူးလုံးဝတရားပါအရှိမဘယ်နေရာမှာဘာပြနေလို့ကိုရှင်ဘာပြပြ ဒီနေရာမှာကိုယ်အတီးပြုတ်ဝေးထားတယ်ဆိုရင်လုံးဝလုံးဝပတ်စံရှာလို့မရတော့ဘူးဒီနေရာမှာဘာမှမပေါ်ဘူးအကိုရာခိုးနဲ့ကနှိမ့်လိုက်ဒီနေရာမှာအကြောင်းလေးတစ်ကြောင်းပဲပေါ်နေတယ်ပေါ့နော်အမြင်မှလို့ဆိုတော့ဘလို့ဖြစ်မလဲတော့မသိဘူးကျွန်တော်လည်း confirm မလားဘလို့ဖြစ်နေမလဲမသိဘူးပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဒီနေ့အကြောင်းမပေါ်ဘူးဒီနေရာမှာပေါ်နေရဆိုရင်မိတ်ဆွေကအဲ့ဒီနေရာကိုနှိမ့်ပြီးတော့မိတ်ဆွေကထိုင်းမှနေတယ်ဆိုရင်ထိုင်းကအထောက်ထားတစ်ခုနဲ့ confirm ဖြစ်အောင်လုပ်ရအတီးပြုတ်လိုက်ပေါ့ဗျာအဲဘယ်နေရာနေလို့စင်ကာပူဆိုတဲ့စင်ကာမလေးဆိုလဲမလေး confirm တစ်ခုဖြစ်လိုက်ဒါဆိုရင်မိတ်ဆွေပတ်စံရှာလို့ရတယ် โอเคဒီလောက်ဆိုရင်ကျွန်တော်ရဲ့ပြည်နားလေသဘောပေါက်မယ်လို့မျှော်လင့်နေကျွန်တော်ရဲ့ Facebook account ကိုအတီးပြုတ်ရတာကမြန်မာဖြစ်နေတယ်ဆိုရင် monetization နဲ့လုံးဝရက်တီလို့မရဘူးဒီနေရာမှာဘာမှမရှိဘူးဆိုရင်ကျွန်တော်ရဲ့မချက်ကနှိမ့်လိုက်နှိမ့်လိုက်ပြီးတော့ကိုနေတဲ့နိုင်ငံအကက်လေးနဲ့ပေါ့နော်မွေးနေ့ချိန်မဲ့ဘတ်ဒေးချိန်မဲ့အတီးပြုတ်ပေးလိုက်တကယ်လို့အတီးမပြုတ်တတ်ဘူးဆိုရင်ကျွန်တော်စီလာရင်စားပစ်ဖို့300ယူတယ်ကိုပဲ ID ကရှင်လာခဲ့ကျွန်တော်အတီးပြုတ်ဝေးပါတယ် โอเคအဲဒီဘူလေးကတော့ဒီလောက်ပဲစားပစ်ဖို့300ယူတယ်ပေါ့เนาะဘာမှမဖြစ်ဘူးကျွန်တော်တို့ကထိုင်းမှာနေလာမလေးစင်ကာပူအဲ့ဒီမှာနိုင်အဲ့ဒီနိုင်ငံတွေမှာနေတာဒါပေမဲ့အတီမပြုတ်ရသေးအကိုရကျွန်တော်ရဲ့ Facebook ကောက်ကိုအတီပြုတ်ပေးပါဆိုရင်စားပစ်ဖို့300ယူတယ်ပတ်300ပေါ့เนาะကျွန်တော်ထိုင်းမှာနေတာဖြစ်တဲ့အတွက်အတီပြုတ်ပေးပါတယ်ဟုတ်ကဲ့ပါအဲဒီဘူလေးကဒီလောက်ဆိုရင်မိတ်ဆွေနားလည်သဘောပေါက်မိလို့လည်းမျှော်လင့်ပါတယ်เนาะ